တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်ဟွိုင်ဂျီခိုင်မှာမိုးသည်ထန့်စွာရွာသွန်းမှုကြောင့်ဒေသခံပေါင်းသသိန်း၈၀၀၀ကျော်ရေပေးသင့်ခဲ့ရပါတယ်။ဇွန်လ၁၈ရက်ဗုဒ္ဓဟူးနေ့မနက်9:00နာရီထိဟွိုင်ဂျီခိုင်တွင်မိုးသည်ထန့်စွာဆက်တိုက်ရွာသွန်းခဲ့တာကြောင့်ဒေသခံအများအပြားထိခိုက်ခဲ့ရပါတယ်။မိုးသည်ထန်မှုကတော့ဒီနေ့အတွက်ပထမဆုံးတိုင်ဖုန်းမုန်တိုင်းဝူတိဝင်ရောက်မှုနဲ့စတင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ဇန်နဝါရီ၁၈ရက်နေ့ပေါ်ဒုန်နေ့ မနက်9:05မိနစ်မှာတော့ ဟွိုင်းကြီးခံရဲ့ရေမျက်နှာပြင်အမြင်ဟာ183ဘေးကျော်အထိရောက်ရှိသွားခဲ့ပြီး3ဘေးရေမှတ်ထက်16ဘေးလောက်ကျော်လွန်သွားခဲ့ပါတယ်။အဲ့ဒီအခြေအနေတွေကြောင့်ခရိုင်တွင်းရှိမြို့နယ်စကောကူမှာဒေသခံလူရေ33,300ခန့်ရေဘေးတင်ခဲ့ပြီးရေကာတာတွေလမ်းတွေစိုက်ပျိုးမြေတွေအကြီးအကျယ်ပျက်စီးခဲ့ရပါတယ်။ဒါအပြင်လူပေါင်း6,800ကိုလည်းဘေးလွယာဒေသတွေကိုအရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ဒေသအာဏာပိုင်တွေကပြောပါတယ်။ခွိုင်းကြီးခိုင်မှာ ရေဘေးကောက်ွယ်ရေးအရေးပေါ်တုံ့ပြန်မှုအစဉ်ကို အမြင့်ဆုံးအဆင့်ဖြစ်တဲ့အဆင့်1ထိတုံ့ပြန်ခဲ့ရပါတယ်။ခရိုင်တဝန်းလုံးကအကြောင်းတွေအလုပ်တွေစက်မှုလုပ်ငန်းတွေတည်ယူပို့ဆောင်ရင်းနဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်းတတိတရားနဲ့ရပ်ဆိုင်ထားစေခဲ့ပါတယ်။